ဲအခုတက်ကြီးပြီလေရှေ့လျှောက်ကိုအတွက်တင်ကျန်နိုင်မဲ့ဟာလေးကဒါလေးပဲပေါ့နော်ဒါပလာဟီတာလေးပေါ့ဟုတ်ကဲ့ဘယ်ကနေအမအစပြီးတော့ဒီဘိုးဘဟီတာကိုလှုပ်ချိန်သွားရလဲဆိုတော့အမအဖေကိုအမအမြဲပြုစုနေရတော့အဲ့လိုအဖေလိုအလားတူပေါ့ဟုတ်ကဲ့ခုနပြောသလိုအဲ့လိုပရာဟိတလေးရတော့ဝဆန်ရာရာမရာရာအဲ့လိုမျိုးပွားတွားပူနေကိုကိုတနိုင်အဲ့လိုခုနရတဲ့ဟာမျိုးလေးတော့မဝါဒနာပါတယ်အဲ့ဒါတော့အများကြီးမဟုတ်တော့လဲတတ်နိုင်ပြီးတော့သွားတယ်ဟုတ်ကဲ့ ဒီကုဏကမပြောတဲ့အထဲမှာဆိုလို့ရှိရင်မရဲ့အဖေကိုပြုစုနေရင်းနဲ့တခြားသူတွေကိုလည်းဟိုပြုစုခြင်းစိတ်ကုကြည်ခြင်းစိတ်ပေါက်တယ်ပေါ့နော်ဆိုတော့မရဲ့အဖေအကြောင်းလေးလည်းနည်းနည်းပြောပြပါအောင်ကျမရဲ့အခြေအနေလေးရောဖေကကြတော့သူကဟိုပေါ့အုံနောက်ကျုံနေရောကပေါ့ဟုတ်ကဲ့အဲအဲဇိုင်းမခုံမှာပေါ့ဒါချစ်တို့တွေလည်းပထမတော့ကတော့မသိပါဘူးကိုအဖေဖြစ်မှာပဲဒီရောကောခုနောက်ပိုင်းကျတော့ကိုကြီးကကားတွေမှာညာအဲ့လိုခါရအများကြီးဖြစ်တယ်ဒါပေမဲ့သူတို့ကားတွေမှာသူတို့ကြည့်လို့ရှိရင်သူကဒီရောကဖြစ်တယ်ဆိုရင်ဟိုတခါတည်း ီလူတယောက်ကတေလူတယောက်လို့သူတို့ခံစားရအရန်ဟိုကြရအကားတွေမှာချစ်ကြည့်လိုက်လို့ရှိရင်လေအဲ့လိုတော့မဟုတ်ပါဘူးအခုဖေဖေဆိုအဲဆိုင်မဖြစ်တာဆိုရင်ခုနှစ်နှစ်ကျော်လောက်ရှိပြီဟုတ်ကဲ့တတိတွေဘာတွေတော့ရသေးတယ်နော်အခုမရတော့အခုမရအောင်မရတော့ဘူးဆိုတာတဖြည်းဖြည်းလေးသွားတာဟုတ်ကဲ့တဖြည်းဖြည်းလေးဟိုပထမပိုင်းတော့တော်တော်သတိရသေးတယ်ဒါပေမဲ့ဖေဖေကိုအဲ့လိုအချစ်တော့ဖြစ်နေမှန်းမသိဘူးဩဟုတ်ကဲ့မသိဘူးဒါပေမဲ့ तू ကအဲ့လိုမျိုး ဟိုပတ်စံမပြောက်ဘဲနဲ့ပျောက်တယ်ပြောတာတို့ဟုတ်ကဲ့အဲမခိုးဘဲနဲ့ခိုးတယ်လို့ဆွဆွဲတာတို့အဲ့လိုမျိုးလေးဆိုကိုကအဲ့အရာတွေကိုသတိမထားမိမထားမိပဲနဲ့ကို့ဖေကမဟုတ်ဘဲနဲ့လူများကိုဆွဆွဲတယ်အဲ့လိုမျိုးတွေအမှမြင်နေတာဟုတ်ကဲ့နောက်တော့မဟုတ်ဘူးတနာပိုင်းသူကအဲ့ဒါဖြစ်နေတာဖြစ်နေတာဩ အယောဂဖြစ်နော်နောက် तू အဲ့လိုသူပဆိုင်နေ तू ရည်တယ်အမြဲတမ်းချက်တကမကြိုက်ဘူးအဲ့လိုပဆိုင်နေကြီးပဲရည်နေတော့လေအဲ့လိုမျိုးခဏခဏရည်လာအဲ့လိုမျိုးဆိုတာသမီးတွေမကြိုက်မင်းသိတော့အမအမျိုးသား तू လာလို့ရှိရင်တိတ်တိတ်ကလေးခေါ်ခေါ်သွားတယ်ခေါ်ပိုင်းငါဒီမှာကြည့်ပါဦးဒါဘလောက်ငါ့ကိုဒါတွက်ပေးပါအောင်အဲ့လိုမျိုးတွေလေဆိုအမှန်တမ်းမှာတော့အဲ့ဒါယောဂအစားဖြစ်နေအစားဖြစ်နေအဲ့ဒါကိုသာသမိတဲ့တတိမထားမိလိုက်တတိမထားမိပေါ့အဲအဲ့လိုမျိုးလေအမကပြောတာတခြားအဇိုင်းမဖြစ်ချင်တဲ့လူတွေကိုလည်းလေသိစေချင်တာလေဟုတ်ကဲ့အေးနောက်တော့ तू တယောက်တည်းအဲ့လိုစကားတွေပြောတာလို့ပါလို့လို့လာအဲ့အမအဲ့ဒါသွားသတိထားမိတာဟုတ်ကဲ့ဆိုတော့ဖိုးဖိုးကအခုအသက်ဘယ်လောက်ရှိပြီလဲ87 69เนาะ69ဆိုတော့ဒီအသက်80လောက်ကစပြီးတော့ဟွာဖြစ်သွားတာပေါ့เนาะဟောဒီအဲ့ဒီမတိုင်ခင်ထီကတော့ဒီအမှုပညာကတော့လုံနေတော့မယ်လုံနေတော့တရားနေနေဟွာအဲအများဆုံးဖြစ်လို့သူနောက်ပိုင်းပညာရေးစက်ဒီပညာရေးရရိုက်တဲ့ဟွာမြန်မာစာမြန်မာစကားတွေပါလေပြေရိုက်တယ်ဟောဟုတ်ကဲ့ဆိုတော့အဲ့ဒီဟာတွေကရောကားကပြီးသွားလား ဒီလိုမျိုးဖြတ်တဲ့အချိန်မှာလေကျွန်မအဲအဲ့မဲ့အဲ့ဒီထဲကလည်းချစ်တိထားမိရသူဟုတ်ကဲ့ချစ်ကဖေးဖေးနောက်မှာလိုက်လိုက်ကူပေးရတယ်ကူပေးတယ်ဆိုတော့အဲ့လိုမျိုးပေါ့ဖေးဖေးအဲ့လိုမေ့တာတော့ဘာလို့ဖြစ်မှာဆိုတော့လေအဲ့ကလေးကသူကဥမာဒီစင်းတူးကိုရိုက်ပြီးပြီးမနေ့ပြန်နောက်နေ့လိုမျိုးမှာအစင်းတူးပြန်ရိုက်နေပြန်အောင်အဲချစ်အတင်းညင်းတာချစ်မဟုတ်ဘူးရိုက်ပြီးပြီဆိုလည်းမရအောင်မရရသေးအဲ့မှာနည်းနည်းချစ်သတိထားမိတာအဲ့ဒါနောက်ပိုင်းကျတော့ချစ်ကဟိုဖေးဖေးအစားပေါ့ဟိုလူကြီးတွေလည်းအားနာတော့လေ ကိုအဝင်ရိုက်လိုက်တာရှိရဲ။အဲအမှန်တော့တနာဖို့ကောင်းတာ။ तू ကအဲ့မှာလဲ तू အဲ့ဒီမှာတွေကတကယ်ယောဂလက္ခဏာတာ။ဘာလို့လဲဆိုတော့မဟုတ်လေ။ तू तू လုံးနိုင်တဲ့ဟာတွေအကုန်လုံးကိုချစ်တော့မလုံးနဲ့မလုံးနဲ့အမှန်တော့သူ့ကိုချစ်တော့ဘက်ကကြာတော့တနာလို့နားဟုတ်ကဲ့။ตัวจะเอาหลุมหอตัว feeling ဖြစ်သွားတာဟုတ်ပါဟောตัวတော့ဟိုမလုံနိုင်တော့ဘူးဆိုပြီးစိတ်မကောင်းဝမ်းနေသွားတာပေါ့เนาะဟုတ်ကဲ့ဟောဆိုတော့အခုကြာတော့ဒီကျမရဲ့ချိန်လေးကတက်တာလာတယ်ပြောရမလား မတော်သွားပြီးတော့ဟိုပြောတဲ့အခါကြားလို့ရှိရင်ရောဟိုတုံ့ပြန်မှုရှိလာဥမာမျက်လုံးအနေထားပဲဖြစ်ဖြစ်အဲ့လိုအဲ့လိုကတော့ရှိတယ်သိတယ်လူလဲဟွန်းချစ်ချစ်ကချစ်ကိုရောက်ရင်သူကဥမာကောင်မလေးတွေကဖိုးကောင်းကောင်းဆောက်ရှောက်ရဲ့လားဆိုခေါင်းခါလာလို့သူကအဲ့လိုတိုင်ကျင်တဲ့ချစ်ဟိုတုန်းကချစ်က သူ့ကိုအရန်သေးတော့သူကချစ်ကိုဆိုရင်သူကအရန်တိုင်တာပုစုပုစုအရန်တိုင်တာကောင်းတဲ့အချိန်ခင်ဗျာအဲ့ဒီအချိန်လေးကအခုမကောင်းပေမဲ့လည်းမပြောက်ဘူးဩဒါတိုင်တဲ့သဘောပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုကဒီဆေးတိုက်နေတာတော့ဘာလို့ဆိုလို့ရှိရင်လဲဒါမှချစ်တော့ပဲဟုတ်တယ်အခုချစ်ဟိုဖေးဖေးကိုဒီဘက်ကတော့တောင်းလျှောက် nest ခေါ်ထားတယ်ခေါ်ထားရဆိုပေမဲ့လည်းလင်းလင်းရောချစ်ကောနောက်တစ်ခါအိမ်မှာရှိတဲ့ကလေးတွေအကုန်လုံးဟုတ်ကဲ့အကုန်ချစ်ကြအောင်ဟုတ်ကဲ့ချစ်ကြအောင်အကုန်ပဲလုပ်ကြအောင်ဟုတ်ကဲ့ ်ဟိုဟိုအနှာခေါင်းပိုက်နေပဲအစားသွင်းရတာလေဆေးလည်းပိုက်ကပဲသွင်းရတာဟုတ်ကဲ့ပါဇက်ကလည်းအရင်မစားနိုင်တော့ ဟောဒီမအနေနဲ့ဒီအမှုပညာမှာပဲဒီဝန်ထမ်းအနေနဲ့လောက်ခဲ့သေးတယ်နော်ဟုတ်ကဲ့ဟောဆိုတော့ဟိုကြားခဲ့ဘူးတာတွေရှိတယ်ပေါ့နော်ဆိုတော့ဘာကြောင့်ဒီဝန်ထမ်းအလုပ်ကိုဆက်ပြီးတော့မလုပ်ချက်တော့တာလဲဆိုတာလေးပြောပြပါအောင်မဟိုပါဘောအမတောင်းပြီးတော့94မှာပေါ့94မှာရင်ကျုပ်မှုတက္ကသိုလ်မှာဝင်လောက်ခဲ့ပေါ့ဝင်လောက်ခဲ့ဆိုတော့ဒါပေမဲ့ဟိုပါပဲ၃နှစ်ပဲ လုံးသက်အတူဆုံးလုံးသက်အတူဆုံးဝင်နေမှာအမှန်အမှန်ချိုးသွားတာပေါ့တကယ်တော့အမကောမယ်အမဘဝမှာပေါ့ဖြစ်ချင်ဆုံးကရုပ်ရှင်မြင်သမီးပေါ့ဒါအမှုပညာဒါအဖေ generation ပေါ့ဒါပေမဲ့ကျောင်းဟိုပေါ့စေတန်းအောင်ပြီးတော့စေအမစာမတော်ဘူးစာညံ့တယ်ဆိုင်ရဲ့ဘုန်းတော်အဲဆယ်တန်းအောင်ပြီးတော့အမအဲဘယ်လိုကောတက္ကသိုလ်ရောက်မှာ ဘလို့ဖြစ်သွားလဲဆိုတာအရန်ကိုကျူတာဟိုဖြစ်ချင်တာအဲ့လိုဆီယမလေးတွေကြည်ပြီးတော့အမကဘလို့ယူသွားမှမသိတာအဲ့လိုတက်ကတူဆီယမဖြစ်ချင်တာဖြစ်ချင်တာဖြစ်ချင်တော့အဲ့လိုမျိုးပေါ့အเจ้าဟိုက final မှာ ဟိုစူးစားလို့ရှိရင်မဟာတက်ခွင့်ရမယ်မဟာရလို့ရှိရင်အမတို့ခေတ်တော့မဟာရရင်တက်ကတူမှာဂျူတာပြန်လျှောက်လို့ရတယ်ဆိုတော့အဲ့ဒါနဲ့ final မှာအမမဟာရအောင်စူးစားတာပေါ့ဗျစူးစားတော်တော်စူးစားရပါတယ်မဟုတ်လို့ဆိုကိုကကားရိုက်တစ်ဖက်နဲ့ပေါ့အခုခေတ်ကလည်းအခုခေတ်တော့တော်နေကြပါတယ်အကုန်လုံးဆရာဝန်တွေလည်းဆိုတော်တွေမင်းသမီးမမတို့ခေတ်တုန်းကလည်းမမတို့အလျောက်ပေါ့တော်တော်မြန်မာစာဆိုစာလည်းများတယ်ကွအဲ့ဒါတော်တော်စူးစားပြီးတော့ ပြီးတော့အမအရင်ချင်းမှုတက္ကသိုလ်မှာထားလိုက်ရပါပေါ့နော်ဟုတ်ရပါတော့အမနဲ့လည်းကြိုက်ညီရယ်ဆိုပြီးတော့တပင်ဌာနမှာသူတို့ခန့်နေပေါ့ဟုတ်ကဲ့အဲ့ဒါခန့်နေရင်လည်းအမအနေနဲ့ဒီဝန်ထမ်းလောက်ကဆက်မလုပ်ဆက်လုပ်ဖို့အတွက်မဖြစ်နိုင်တဲ့အကြောင်းအရာတွေဖန်တီးလာတယ်ပေါ့နော်အဲအဲ့တုန်းကအမမရရတော့အမကပေါ့နော် မေစုကထွက်တဲ့အချိန်ပေါ့ဟုတ်ကဲ့ပြန်ပြီးတော့လွတ်လာတဲ့အချိန်ပြန်လွတ်တဲ့အချိန်ပြန်လွတ်တဲ့အချိန် အဲ့တော့ဟိုဘယ်လိုပြောမလဲပုံမိုက်နဲ့မောင်မောင်နှစ်ယောက်အရန်ပျော်တာလေရန်ပျော်တာအရန်ပျော်မဟုတ်အမအမှန်ဆိုလို့ရှိရင်ပုံဝင်နေပြောရမနိုင်ငံရေးနားမလဲဘူးဟုတ်ကဲ့နိုင်ငံရေးကိုဒါကိုကလူပညာသမားလေလူပညာသမားဆိုဒါပေမဲ့အနေစုကိုကြတော့အမဘူကြောင့်ဆိုင်ကိုချစ်တာဟုတ်ကဲ့ဒါအမစာတင်ခဲ့ရတော့လေဘူကြောင့်ဆိုင်ကိုချစ်တယ်သူသူဘယ်လိုပြောမင်းနာကိုအပြင်မှာဒါတိုင်းမမြင်ဘူးပုံနေကြည့်ရုံနဲ့ကိုအမအရန်လေးစားတာအဲ့လိုမျိုးဆိုအမေစုကိုဘူကြောင့်ရဲ့တမီးတယောက်နေနဲ့အမ ဘူချုပ်ပြီးရင်ဒုတိယအလေးစားဆုံးပဲအဲအဲ့တော့ကိုမိုက်နဲ့တွားချအောင်ဆိုပြီးကားနဲ့တွားတာတွားတော့အမလည်းအဖြူလေးနဲ့အောက်ကဟိုဟိုဟာလေးနဲ့ပေါ့ ရောထမိန်လေးနဲ့ပေါ့။ဟုတ်ကဲ့။အဲ့တော့အမကားပေါ်မှာအမပန်းချင်းလေးတွေတင်တာဝါသနာပါတယ်။ကားပေါ်ပန်းချင်းလေးတွေတင်ဝါ။ဟိုရောက်တော့ဖြူစိမ့်လေးအများကြီးပဲ။ဖြူစိမ့်လေးအများကြီးဆိုတော့ကိုကလည်းကလေးတွေကလည်းပန်းချင်းတွေပေးကြအောင်အမအရင်ပေးချင်ဝါ။ကိုမကပေးပေါ်တယ်ပေးလို့ရတယ်ဆိုတော့အမေစုခြံရှိကိုပါ။အမေစုခြံရှိပါပါ54ဟုတ်ကဲ့။ဟုတ်ကဲ့။အားနဲ့ကိုမစာလေးတေချာရေးပြီးကတ်ပေးတယ်။ပန်းချင်းလေးမှာကိုမနာမည်စာလေးကတ်ပြီးပန်းချင်းလေးဟို ဘယ်နဲ့ဟိုဟာလေးတကားတကားပေါက်ခဲ့တယ်ပဲအမပန်းချင်းလေးအထဲရောက်သွားအရန်ပျော်သွားပေါ့နော်အမေစုလည်းထဲရောက်သွားတယ်ပဲပေါ့အထဲရောက်ပြီဆိုရင်မေစုလည်းထဲရောက်တယ်ပေါ့ဟုတ်ကဲ့အဲ့ဒါအဲ့နေရာတော့ငါစနေကြလိမ့်မယ်ကြောင်းပိတ်တယ်ဟုတ်ကဲ့အဲ့တော့တနေ့လာမှာအမကြောင်းသွားတော့ညွှန်ချုပ်ခေါ်တယ်ဆိုတော့ကိုက promotion ရတယ်နေပြီနေပြီဆိုတော့ promotion ရပြီပေါ့ဆိုတော့ဒီလိုလိုးမှမလိုးမှမတွေးဘူးအမ promotion လို့ပဲထင်တာဟုတ်ကဲ့အဲ့ဒါအဆူခံရတာပေါ့ခေါ်ပြီးတော့ ပြီးတော့ဝင်နေစင်းမြင့်ဆောင်ကိုဒီတဘုံဘုံရိုက်ပြီးတော့အဲ့လိုမျိုးအမလည်းပွင့်လင်းပြောရင်အမကဝင်နေအစ်စ်ကြီးမဟုတ်ဘူးလူပညာသမားဆိုတော့ဝင်နေမှာဒီလိုတွေလုံးမလုံးအောင်လုပ်ဆိုတော့လည်းပေးချာမသိဘူးမလဲဘူးသူပြောတာတော့တမိသားစုလုံးတော်ဆွေစဉ်မျိုးဆက်ထောင်ချလို့ရတယ်ပေါ့ဟုတ်ကဲ့ဆိုတော့အမကဘာလုပ်ရမလဲနောက်တော့နောက်တည်းဒီတဲ့ထပ်ပြီးညွန်ကျုပ်ထက်ထပ်ပြီးလူကြီးအမကိုခေါ်တွေ့ရဟုတ်ကဲ့ခေါ်တွေ့ပြီးဘာလုပ် ဘာလုပ်ရမလဲဘာလုပ်ဘာလုပ်မလဲတဲ့အမအောင်မေးတယ်ဆိုတော့အမဘာလုပ်ရမလဲပေါ့ဘာလုပ်ရမလဲဆိုတော့ကိုကိုဆုံးဖြတ်ချက်နဲ့ကိုတခုခုလုပ်ရမယ်ဟုတ်ကဲ့အဲ့လိုပြောတော့အဲ့ဆိုရတယ်ချစ်အလုတ်ကထွက်ရမှာလားကိုကကိုထွက်စားတယ်မင်းထွက်မယ်အဲ့လိုပြောလိုက်တယ် အဲ့ထွက်လိုက်တယ်။ဟောဆိုတော့အဲ့တော့ကိုပန်ကိုကိုရဲ့လောက်ရအတွက်ကိုပန်ကိုတာဝန်ယူပြီးတော့ဒီလောက်ရပေါ်မှာကိုပန်ကို ရက်တည်ပြီးတော့ဒီအလောက်ကနေထွက်လိုက်တာပေါ့။ထွက်လိုက်တာ။ဟုတ်ကဲ့။နောက်ပိုင်းဆိုကလေးတွေအမကလေးတွေပြောတယ်အရင်ချင်းမှုတိုက်သွန်းကလေး။ဟုတ်ကဲ့။နောက်ညွန်ကျုံအစ်စ်မှလည်းအဲ့လိုမျိုးပဲ။ဒါပါကလေးတွေခေါ်ပြီးဟိုစကားပြောကြပြီးတကယ်ပွဲတပင်လေးဆိုလို့ရှိရင်ဆိုအဲ့တော့ချစ်ချစ်စော်လို့မလုံးကြနဲ့။ ဲ project ဆိုလို့ဆိုတော့တကယ်နိုင်ငံရေးပြည်မှုကြီးလုပ်တာကြားရတယ်ဟုတ်ကဲ့ကလေးတွေကလည်းကိုယ့်ဘက်ကမခံနိုင်လို့ပြန်ပြန်ပြောကြတာဟုတ်ကဲ့အမဆိုတကယ်ဆိုဒီကျင်းမှုတက်ကတူဒါအမအလုံကိုချစ်တာပဲလေဟုတ်ကဲ့အခုဆိုလို့ရှိရင်ဆရာကတော့ဝဲတစ်နှစ်တစ်ခါကလေးတွေကကတော့ကိုခေါ်တယ်အော်ဒါကလေးတွေငါ့ကိုကရောဖို့ခေါ်ရလဲပဲလေဆိုပြီးသွားပြီးတော့အကရောခံတယ်ဒါပေမဲ့ချီမချချင်တော့စိတ်နာလို့ဟုတ် ဒီပထမအုပ်ဆုံးအစီအစဉ်မှာမပြောပါတာရှိတယ်လေဒီမဒီမင်းသမီးတယောက်အနေနဲ့ရုပ်ရှင်မင်းသမီးတယောက်အနေနဲ့ရိုက်ခဲ့တာက နွယ်စိုးကားပေါ့နော်ဟုတ်ကဲ့နောက်ပြီးတော့ကျတော့အခုလက်ရှိမှာလည်းမွားကိုကြည်ရတာကဒီမိသားစုရေးကိုပို့ပြီးတော့ဆောင်းပေးတယ်ပြီးတော့ကျတော့ဒီဘာသာရေးနဲ့သာသနာရေးအတွက်ကိုပို့ပြီးဆောင်းပေးနေတယ်ပေါ့နော်ဆိုတော့မရဲ့ပထမဦးဆုံးရိုက်ခဲ့တဲ့ကားကမောက်ကိုတကယ်တမ်းလက်တွဲခေါ်ခဲ့တဲ့မင်းသားကြီးပေါ့နော်ဟုတ်ကဲ့သူကိုယ်တိုင်ကလည်းအခုချိန်မှာဆိုလို့ရှိရင်ဒီဘာသာရေးကိုဆောင်းပေးပြီးတော့လုပ်နေတယ်ဆိုတော့မအနေနဲ့အဲ့ဒီဟာမအတွက်ဘာမှတ်မှတ်ရရလေးဟိုပြောခြင်းလဲ အမလေးစားဦးကျော်ရဲ့နောက်အခုမတင်ပေါ့ဟုတ်ကဲ့မတင်ဆိုအမအများကြီးတွဲခဲ့တယ်သူနဲ့လို့ရဲရမုံပွဲဆဲလောက်နော်ဟုတ်တယ်တယ်ရဲရမုံပွဲဆိုလို့ရှိရင်အငိတ်အတူတူပေါ့အငိတ်အတူတူဟိုတလခွဲလောက်လှည့်ပြီးကာဘူးတယ်ပေါ့နော်ဟုတ်ကဲ့အဲသူ့ကိုကြည့်လိုက်ရင်လို့ရှိရင်ဒါသူ hot shot ပဲလေဟုတ်ကဲ့တယ်မလားသူအဲ့ဒီအချိန်တုန်းကပေါ့နော်တင်းနေထုံးဆိုတာဒါပေမဲ့အခုအချိန်မှာအားလုံးကိုလုံးဝဖြတ်သွားအမအရန်သဘောကြဒါပေမဲ့သူ့လောက်အမမလုံးနိုင်မလုံးနိုင်မလားမင်းသူ့လောက် မလုံနိုင်ဘာလို့ဆိုအမဟိုမိသားစုကိုအရန်တန်ရုံးစင်ကြီးတာကဖြတ်လို့မရတဲ့တဏှာပေါ့နော်အေးဖြတ်လို့မရတဲ့တဏှာအဲ့လိုဖြစ်နေတာသူ့လောက်တော့မလုံနိုင်ဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့သူတို့ကိုအားကြရတယ်အဲဘလို့ပဲပြောပြောအထိုင်လျောက်ကိုလုံနိုင်တဲ့ရွေးတော့လုံမယ်ပေါ့နော်ဟုတ်ကဲ့ဟုတ် ဆိုတော့အဲ့ဒါဆိုမကနကပြောထားတာရှိတယ်ဟိုကဗာလဲဖဖို့ကိုလည်းဆေးတိုက်ရအောင်မယ်ဆိုတော့လေဟောအဲ့ဒါဆိုလို့ရှိရင်မဆေးသွားတိုက်နေတဲ့အချိန်မှာမလင်းနဲ့နည်းနည်းလေးစကားလေးပြောထားကြည့်လိုက်မယ်နော်ဟုတ်ကဲ့ပြီးတော့မမဆေးတိုက်နေတာလည်းလာခဲ့လိုက်မယ်လေနော်ခဏလေးဖြည်းဖြည်းပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတော်မှချင်းနော်ဟာ